ဟင်္ဒရာမှာချိန်ခါမဲ့မိုးရွာသွန်းခဲ့တာကြောင့်စိုက်ပျိုးပြီးသားမှတ်ပဲသိနိုင်ခွင့်နေပိုးမဝင်ရောက်မှုတွေရှိနေတဲ့အတွက်အထွတ်နှုံမရောကြအောင်ပိုးသက်စီတွေကိုဂရုစိုက်30ကိုစိုက်ပျိုးရေးသတင်းဌာနကတတိပေးလိုက်ပါတယ်ဒီသတင်းကိုခွန်မသားကတင်ဆက်ထားပါရရှင် ဟင်္ဒရာမှာအချိန်ကာမဲ့မိုးနဲ့ရတေဥထုမမန်တာကြောင့်စိုက်ပျိုပြီးမှပဲတည်နိုင်ခင်တွေမှာမိုးနဲ့ယောဂတချို့ဝင်ရောက်မှုရှိနေတဲ့အတွက်အထွက်နည်းနိုင်တယ်လို့စိုက်ပျိုရေးဌာနကလိုက်လံဆော်အောက်နေပါတယ်။စိုက်ပျိုပြီးအပင်တွေယောဂနဲ့မိုးဝင်ရောက်တာဟာရတေဥထုအခြေအနေနဲ့သက်ဆိုင်ပြီးချိုတင်ကာကွယ်ရေးအနေနဲ့ပိုးသစေတီစနစ်တကျသုံးဆွဲတင်ကြောင်းစိုက်ပျိုရေးဌာနတာဝန်ရှိသူကပြောပါတယ်။အဲထွန်တော့ထိတ်ကြိုက်မှာဆိုလို့လိုက်ပြီးတော့ကျွန်တော်တို့ကလေသမားတွေနဲ့လိုက်ပြီးဆွေးနွေးတယ်စီယုံပြီးတော့လုံဆော်ထားတယ်ဒီလိုကာကွယ်ဆေးတွေဖြန်းဖို့ နောက်ပြီးတော့ခုနပြောလို့မိုယောဂါသေးတွေကျွန်တော်တို့ကြိုတင်ဖြန်းထားဖို့ဒီလိုဖြန်းထားခြင်းအပြင်အခုလိုအထွန်းတို့မထိခိုက်အောင်ကျွန်တော်တို့ပြောပြမိမယ်လေခုနလိုမျိုးပေါ့နော်လေသမားချို့သည်ဒီစပားကိုဦးစားပေးလုပ်နေတဲ့အခါကျတော့ဒီဘက်ကိုကျွန်တော်တို့ဥလှည့်ပြီးတော့မလုပ်နိုင်ပါဘူးအဲ့လိုမလုပ်နိုင်ခဲ့ဘူးဆိုရင်တော့ကျွန်တော်တို့ရီမန်းထားတဲ့အထွန်းတို့တော့နည်းနည်းစိုးရင်ရပါတယ်တကယ်လို့တော့လုံးမှုရပြီးလိုက်လုပ်ခဲ့မယ်ဆိုရင်တော့ဒီအထွန်းတို့ကကျွန်တော်ပုံမှန်အဲနှစ်စဉ်အထွန်းတို့ကိုကျွန်တော်ပြန်ရမှာဖြစ်ပါတယ် ိုဝင်ဘာလလဆန်ပိုင်းကချင်ခမဲရွာသွန်းခဲ့တဲ့မိုးကြောင့်စိုက်ပျိုးပြီးမှတ်ပဲခင်တေရင်းနှင်းမြုပ်ခဲ့ပြီးစိုးရင်မှုတချို့ရှိခဲ့ပေမဲ့လည်းပိုးကျရောက်မှုအနည်းငယ်သာရှိခဲ့ပါတယ်။အချင်းမီပိုးသားစေသုံးဆွဲထားတဲ့မှတ်ပဲခင်တေအနေနဲ့အထွက်နှုံတိတာစွာလျော့နေမသွားနိုင်ဘူးလို့လည်းခံမှန်းထားကြပါတယ်။မိုးရွာလိုက်တော့ရိုးရွားကဆွေးပြီးတော့အဲကောင်ပဲကိုမှုသွားကတ်။မှုသွားကတ်လိုက်တဲ့အခါကျတော့ကျွန်တော်တို့ပင်လုံးပြန့်အာနိသင်ရှိတဲ့ကျွန်တော်အာမိုးကလာတဲ့ဒါစင်အဲဒီကောင်မျိုးနဲ့ပက်ချလိုက်တော့မှအဲကောင်ပြန်ပြီးကောင်းလာ။ ပယ်လေရမယ်လို့ထင်ပါတယ်။နောက်ကျွန်တော်တို့ဟိုတတ်ဆေးပါညာလဲကျွန်တော်တို့ပက်ထားတယ်။ပက်ထားတဲ့အနေထားမှာကျွန်တော်တို့ပိုးလေးနဲ့ကြကြင်တာ။ပိုးလေးနဲ့ကြကြင်တော့အဲ့ဒါကပိုးတတ်ဆေးလေးလိုက်ရမယ်ပေါ့နော်။မနစ်ကလိုပဲအထွက်ပြီးလိမ့်မယ်လို့ထင်ပါတယ်။ကျွန်တော်တို့တော်တော်လေးစိတ်ပြတ်သွားတယ်မိုးရွာလိုက်တော့လေ။အဲအဲ့ဒီဘောပေါ့။စိုက်ပျော်ပြီးမပယ်ခင်တချို့မှာအမြင့်ပုတ်ယောဂါ၊ပင်စီပုတ်ယောဂါ၊ရွက်ချောက်ယောဂါတွေနဲ့ဖြစ်ပွားကြောင်းတွေးရှိခဲ့ပြီး မူယောဂာနဲ့ပိုးမွားတွေကြာရောက်နိုင်တာကြောင့်စိုက်ပျိုးရေးဌာနအနေနဲ့ကြိုတင်ကာကွယ်ဖို့မူတဆေတမျိုးမျိုးကိုသုံးဆွဲတင်တယ်လို့လိုက်လံဆိုအောင်မှုတွေရှိပါတယ်။ပိုးတဆေ၊မူတဆေနဲ့အာဆေတွေကိုရောနှောမသုံးဆွဲတင်ကြောင်းလဲအကြံပြုထားပါတယ်။ဟင်္ဒရာမြို့နယ်မှာမှတ်ပဲစိုက်ပျိုးတဲ့ဧကတသိန်းကျော်ရှိပါတယ်။ကျွန်တော်ခွန်ပါတာပါ။